အဆင့်တန်းနဲ့ပတ်သက်ပြီးတော့ဒီလူကတော့အဆင့်တန်းရှိတဲ့လူပဲဒီလူကတော့အဆင့်တန်းမရှိတဲ့လူပဲလို့ဒီလူပြောဆိုကြတာဦးဇင်းတို့ဓမ္မချစ်ခင်သူတော်ရှင်များကြားဘူးကြမှာနေရင်ထိုင်ရင်ပဲဖြစ်ဖြစ်၊တွားရင်လာရင်ပဲဖြစ်ဖြစ်ပေါ့လေလူတယောက်ဟာအချက်အချောက် ဟိရိဥတ္တပတရားမရှိဘဲနဲ့ကိုကျင့်တရားမရှိဘဲနဲ့မပြောသင့်တဲ့စကားတွေကိုပြောတယ်မပြုမှုသင့်တဲ့အပြုမှုတွေကိုပြုမှုတယ်ဆိုရင်ဒီလူရဲ့အပြုမှုအပြောဆိုအလောက်ကင်တွေဟာတော်တော်အဆင့်တန်းမရှိတာပဲအဆင့်တန်းမရှိတဲ့လူပဲလို့ဒါဒီလိုပြောဆိုကြတာရှိပါတယ် သူရဲ့ကိုခြင်းတရားမရှိမှုသူရဲ့အရှက်ကြောင့်ဆိုတဲ့ဟိရိဥဒ္ဒပမရှိမှုကိုကြည်ပြီးတော့ဒါကကိုကပြောဆိုတာတတ်မှတ်တာပေါ့စင်တန်မရှိဘူးလို့ဒီလိုတတ်မှတ်တာတခါတလေမှာကိုနဲ့တခြားသူနိုင်ရှင်ပြီးတော့လည်းပဲအဆင့်တန်းသတ်မှတ်တာမျိုးရှိတယ်ပေါ့ကိုကကိုချင်းတီလမျက်နိုးတယ်ဟိရိဥဒ္ဒပတရားရှိတယ် တခြားသူကကိုကျင့်သီလမရှိဘူးခိရိဩတ္တပဆိုတာလည်းမရှိဘူးဆိုရင်မပြောလို့ဆိုတော့သူတို့နဲ့ကိုနဲ့ဟာအစင်တန်းချင်းမတူဘူးဥပမာဒါစကားများကြမယ်ပြဿနာဖြစ်ကြမယ်ပฏิပကဖြစ်ကြမယ်ဆိုရင်တောင်မှသွားပြီးတော့ဖြစ်မနေနဲ့တူပြီးတော့ဖြစ်မနေနဲ့သူတို့နဲ့ကိုနဲ့ဟာအစင်တန်းချင်းတူတာမဟုတ်ဘူးလို့ ကိုကျင့်တရားချင်းမတူတာဟိရိဥဒ္ဒပရှိခြင်းမရှိခြင်းဒါတွေကိုကြည့်ပြီးတော့ဒါအဆင့်တန်းကိုကိုနဲ့အခြားသူတွေနဲ့ဒါနိုင်ရှင်ပြီးတော့ဆင့်တန်းတစ်ခုသတ်မှတ်တယ်ပေါ့ဒါကကိုကျင့်တရားသို့မဟုတ်ဟိရိဥဒ္ဒပတရားနဲ့ကြည့်ပြီးတော့သတ်မှတ်တဲ့အဆင့်တန်းတချို့အဆင့်တန်းကြတော့စီဝါဥစ္စာငွေကြေးတနာပြည့်စုံ ကျွေဝခြင်းနဲ့တိုင်းတပြီးတော့တတ်မှတ်တဲ့အဆင့်တန်းရှိတယ်ပေါ့ဥပမာကိုကစီးပွားဥစ္စာငွေကြေးတနာပြည့်စုံကျွေဝတဲ့သူတခြားသူတယောက်ကဆင်းရဲနှွမ်းပါတဲ့သူအဲ့ဒီလူနဲ့ဒါအကြောင်းမျိုးမျိုးကြောင့်ပြဿနာ ဖြစ်တယ်ပြฏิပက္ခဖြစ်တယ်စကားများတယ်ဆိုတဲ့အခါကျရင်ငွေကြေးတနာစီးပွားဥစ္စာပြည့်စုံကျွေဝတဲ့သူကဘာပြောလဲဆိုတော့ မင်းအဆင့်တန်းနဲ့ငါအဆင့်တန်းနဲ့တူလို့လားမင်းလိုកောင်မျိုးနဲ့ငါတူဖက်ပြီးတော့မဖြစ်ချင်ဘူးတူဖက်ပြီးတော့ဖြစ်เสียလဲအကြောင်းမရှိဘူးပေါ့ဒီလိုစသည့်အဖြစ်ပေါ့အဆင့်တန်းကိုဝိจิตနာစီဝါဥစ္စာပြည့်စုံကြွယ်ဝခြင်းမကြွယ်ဝခြင်း ਨੇ ဒါတတ်မှတ်ပြီးတော့ပြောဆိုတယ်ပေါ့တချို့ပြောတာကြားဘူးမှာပါရန်ကုန်မြို့ဒီလိုနေရာမျိုးမှာ ဒီလိုကိုပိုင်တိုက်နဲ့နောက်ဆုံးပေါ်ဈေးကြီးတဲ့ကိုပိုင်ကားကြီးစီးပြီးတော့ကိုပိုင်စီးပွားနဲ့ဒီလိုနေနိုင်တယ်ဆိုတဲ့အဆင့်တန်းဟာဒါပေါ်တဲ့အဆင့်အဆင့်တန်းမဟုတ်ဘူးဒါသေးတဲ့အဆင့်တန်းတော့မဟုတ်ဘူးလို့ဒါဒီလိုပြောတာတွေ့ဦးစင်းတို့ကြားဘူးပါလေတချို့ဆိုကားကောင်းစားကြီးတွေစီးတယ်ပေါ့လေနောက်ဆုံးပေါ်ဈေးကြီးဆုံးကားကြီးတွေစီးတော့ ဟာဒီလူဟာဒီလိုကာမျိုးစီးနိုင်တယ်ဆိုတော့ဒါပေါ့ပေါ့တေးတေးအဆင်တော်မဟုတ်ဘူးလို့ဒီလိုငွေကြေးတနာပြည့်စုံကြွယ်ဝတာကို ကြည်ပြီးတော့လည်းပဲအဆင့်တန်းကိုတတ်မှတ်တယ်ပေါ့လူဘဝရဲ့အဆင့်တန်းကိုငွေကြေးတနာပြည့်စုံကြွယ်ဝခြင်းဟာလည်းပဲဒါအဆင့်တန်းတစ်ခုပါပဲဦးဇင်းတို့ ကိုချင်းတီလဟိရဥဒ္ဒပဒီလိုတရားတွေနဲ့ပြည့်စုံခြင်းဟာလည်းပဲအဆင့်အတန်းပါပဲတိုးတော်လည်းပဲငွေကြေးတနပြည့်စုံကြွယ်ဝတဲ့သူတွေကိုကြည်ပြီးတော့တခြားသူတွေကဟာဒီလူရဲ့အဆင့်ဟာမပေါ့ဘူးပေါ့သေးသေးအဆင့်တော့မဟုတ်ဘူးလို့ဒီလိုပြောဆိုနေကြပင်မဲ့ဥပုံနေတိုင်းဥပုံစောက်တဲ့ဥပုတ်တွေကိုဟာဒီဥပုတ်တွေရဲ့အဆင့်တန်းဟာ မပေါ့ဘူးလို့ဘူးမှမပြောဘူးကိုကျင်းသီလကိုမျက်နှိုးပြီးတော့ကိုကျင်းသီလကိုတံပိုးထားပြီးတော့နေတဲ့ပုံကိုယ်တွေကိုဒီလူရဲ့ဒီလူတွေရဲ့အဆင့်တန်းဟာပေါ့တဲ့အဆင့်တန်းမဟုတ်ဘူးဒီလိုပြောတဲ့သူက မရှိတဲ့လောက်ကိုရှားပါတယ်အများစုကအဆင့်တန်းဆိုတာကိုငွေကြေးတနတ်ပုံများပြည့်စုံကြွယ်ဝတာကိုကြည့်ပြီးတော့ပဲပြောနေကြတာကများပါတယ် ဟာဒီလူကတော့နေ့တိုင်းတရားလို့တွေကိုအားထုတ်နေတာပဲတရားဓမ္မတွေကိုလိုက်စားနေတာပဲအဆင့်တန်းရှိတဲ့လူပဲလို့ဒီလိုပြောတဲ့သူကမရှိပါဘူးရှိရင်လည်းပဲဒါတော်တော်လေးနည်းနည်းပါပါဘူးငွေကြေးတနာပြည့်စုံကြွယ်ဝခြင်းဟာဒါတတ်မှတ်တဲ့အဆင့်တန်းပေါ့လေအဆင့်တန်းတစ်ခုတတ်မှတ်တဲ့အခါမှာ ဟုတ်ပါတယ်ဝိจิตနာပြည့်စုံခြင်းဟာလည်းပဲဒါအဆင့်အတန်တစ်ခုပါပဲတိုးတော်လည်းပဲတကယ်စစ်မှန်တဲ့အဆင့်အတန်မဟုတ်ဘူးလို့ဦးဇင်းတို့ဓမ္မချစ်ခင်သူတော်ရှင်များသိနာလဲရမယ်ပေါ့ဝိจิตနာပြည့်စုံကြွယ်ဝခြင်းကလည်းပဲအဆင့်တန်းလို့ပြောဆိုနေကြတယ်ကိုချင်းသီလနဲ့ပြည့်စုံခြင်းဟိတုအတ္တပတရားတွေနဲ့ပြည့်စုံခြင်း ဒီလိုပြည့်စုံတဲ့သူကိုလည်းပဲဒါအစင်တန်းရှိတယ်လို့ပြောဆိုတာပြီးရှိတယ်ပေါ့ဒါပေမဲ့ဒါကတော့အ ਨੇ အချင်းပါအ ਨੇ အချင်းပါအဲ့တော့အစင်တန်းဆိုတဲ့နေရာမှာတကယ်စစ်မှန်တဲ့လူပွားရဲ့စစ်မှန်တဲ့အစင်တန်းဆိုတာကဘယ်လိုဟာမျိုးဖြစ်မလဲဆိုတာကိုဒီကနေ့ဥစဉ်အ ਨੇ ငယ်ပြောပြ မျှဝေပေးပါမယ်မြတ်စွာဘုရားရှင်လက်တက်ကတောနာဒန္တပုံနာကြီးဆိုတာရှိတယ်ပေါ့ အတက်ကတော့မြတ်စွာဘုရားတဲ့ကြည်တယ်တဲ့။ရုပ်ကလည်းချောတယ်၊ဗေဒင်သုံးပုံကလည်းပဲတစ်ဖက်ခန်းတစ်ဖက်ကန်းခတ်တက်တယ်။ဗေဒင်သုံးပုံတက်တယ်လို့စီးပွားဥစ္စာကလည်းပဲပြည့်စုံကျွဲဝတယ်။တပည့်တပန်းတွေကလည်းပဲများစွာရှိတယ်ပေါ့။အဲ့ဒီပုံနာကြီးကတီလာနဲ့လည်းပြည့်စုံတယ်တဲ့။အပြောဆိုကလည်းယဉ်ကျေးတယ်၊တိမ်မွေ့တယ်ပေါ့။အဲ့ဒီပုံနာကြီးနဲ့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါကြတော့ဒါ မြတ်စွာဘုရားကပုံနာကြီးကိုမေးတယ်တဲ့ဗမဏဆိုတဲ့ပုံနာလို့ခေါ်ဆိုထိုက်တဲ့အင်္ဂါတွေကဘာတွေလဲတဲ့ဘလို့အင်္ဂါတွေ ਨੇ အခုပြောတဲ့စကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒါဘလို့အဆင့်တန်းတွေ ਨੇ ပြည့်စုံတဲ့သူကို ုံနာလို့ခေါ်ဆိုထိုက်တယ်လေယမနာလို့ခေါ်ဆိုထိုက်တယ်လေပေါ့ပုံနာရဲ့အရေးချင်းပုံနာတယောက်ရဲ့အင်္ဂါရက်ဘလို့အင်္ဂါတွေနဲ့ပြည့်စုံရင်ပုံနာလို့ခေါ်ဆိုထိုက်တယ်လေယမနာလို့ခေါ်ဆိုထိုက်တယ်လေလို့မြတ်စွာဘုရားကပုံနာကြီးကိုမေးတဲ့အခါကျတော့ပုံနာကြီးကပြောတယ်အင်္ဂါ၅ရက်နဲ့ပြည့်စုံမှပုံနာလို့ခေါ်ဆိုထိုက်ပါတယ်ယမနာလို့ခေါ်ဆိုထိုက်ပါတယ် ဲ့ဒီအင်္ဂါ၅ရက်ကဘာတွေလဲဆိုတော့မျိုးယူကကောင်းရမယ်တဲ့နံပါတ်1မျိုးယူဇက်ကောင်းရမယ်တန့်ရှင်းရမယ်နံပါတ်2ကဗီဒင်၃ပုံတက်ရမယ်နံပါတ်3ကရုပ်လှရမယ်နံပါတ်4ကကိုကြီးတီလာနဲ့ပြည့်စုံရမယ်တီလာရှိရမယ်နံပါတ်5ကပညာရှိရမယ်ပညာဆိုတာဒါအသိဉာဏ်ပညာပေါ့ အဲ့ဒီအင်္ဂါ၅ပါးနဲ့အဲ့ဒီအရေးချင်း၅မျိုးနဲ့ပြည့်စုံတဲ့သူကိုဒါပုံနာလို့ခေါ်ဆိုထိုက်တယ်ယမနာလို့ခေါ်ဆိုထိုက်တယ်တဲ့အဲ့ဒီ၅ပါးနဲ့ပြည့်စုံမှဒါအဆင့်တန်းရှိတဲ့ပုံနာပေါ့အဆင့်တန်းရှိတဲ့ယမနာပေါ့အဲ့ဒီမှာမြတ်စွာဘုရားက ပုံနာကြီးကိုဆက်ပြီးတော့မေးတယ်ပုံနာကြီးတဲ့အဲ့ဒီ၅ပါးတွေက တပားကိုဖယ်ပြီးတော့ကြံတဲ့၄ပါးနဲ့ကောပုံနာလို့မခေါ်ဆိုထိုက်ဘူးလားပြမနာလို့မခေါ်ဆိုထိုက်ဘူးလားဒီ၅ပါးတဲ့ကတပားကိုဖယ်ပြီးတော့ကြံတဲ့၄ပါးနဲ့ပုံနာလို့မခေါ်ဆိုထိုက်ဘူးလားဆိုတော့ပုံနာကြီးကစဉ်းစားပြီးတော့ရပါတယ်တဲ့တပားကိုဖယ်ပြီးတော့၄ပါးနဲ့လဲပုံနာလို့ခေါ်ဆိုထိုက်ပါတယ် ဘာကိုပယ်မလဲဆိုတော့ရုပ်အစင်းကိုပယ်မယ်ရုပ်အစင်းကောင်းခြင်းမကောင်းခြင်းကဒါအဓိကမကြဘူးမျိုးရဆက်တန့်ရှင်းတယ်မျိုးရဆက်ကောင်းတယ်ဝိရင်သုံးပုံတက်တယ်သီလရှိတယ်ပညာရှိတယ်ဒီလေးပါပြည့်စုံရင်ပဲဒါခေါ်ဆိုတတ်ပါတယ်ပုံနာလို့ခေါ်ဆိုလို့ရပါတယ်ဒီအင်္ဂါရက်ဒီရေချင်းလေးချက်ရှိရင်ပဲရပြီပေါ့ ဲ့ဒီမှာထပ်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကပုံနာကြီးတဲ့အဲ့ဒီ၄ပါးတည်းကလည်းပဲတဘာကိုဖယ်ပြီးတော့ကြံတဲ့၃ပါးနဲ့ကိုပုံနာဗျမနလို့မခေါ်ဆိုထိုက်ဘူးလားခေါ်ဆိုလို့မရဘူးလားတဲ့အဲ့ဒီမှာပုံနာကြီးကစဉ်းစားပြီးတော့ရပါတယ်တဲ့တဘာကိုဖယ်လို့ရပါတည်တဲ့ ဘာကိုပယ်မလဲဆိုတော့ဘေးဒင်သုံးပုံတက်မြောက်ခြင်းဆိုတဲ့ဒီအင်္ဂါရက်ကိုဖယ်လို့ရပါတယ်တဲ့ဘေးဒင်သုံးပုံတက်ခြင်းမတက်ခြင်းရတာအဓိကမဟုတ်ပါဘူးတဲ့အဓိကကမျိုးရိုးဆက်တန့်ရှင်းမယ်ကောင်းမယ်တီလာရှိမယ်ပညာရှိမယ်ဆိုရင်ဒီသုံးချက်နဲ့လည်းပဲဒါပုံနာလို့ခေါ်ဆိုထိုက်ပါတယ်ပြမနာလို့ခေါ်ဆိုထိုက်ပါတယ် အဲ့ဒီမှာမြတ်စွာဘုရားကတခါထပ်ပြီးတော့ပုံနာကြီးတဲ့ဒီ၃ပါးအထင်းမှလည်းပဲတပါးကိုဖယ်ပြီးတော့၂ပါးအထင်းနဲ့ရောပုံနာလို့မခေါ်ဆူထိုက်ဘူးလားပြမနာလို့မခေါ်ဆူထိုက်ဘူးလားလို့မြတ်စွာဘုရားကထပ်ပြီးတော့မေးတဲ့ခါကျတော့ပုံနာကြီးကစဉ်းစားပြီးတော့ရပါတယ်တဲ့တပါးကိုပယ်လို့ရပါတယ်ဘာကိုပယ်မလဲဆိုတော့ ညူရဆက်ကောင်းရမယ်ဆိုတဲ့ဒီချက်ကိုပယ်လိုက်လို့ရပါတယ်အဲ့ဒါကအဓိကမကြပါဘူးတဲ့အဓိကကတော့တီလာရှိဖို့နဲ့ပညာရှိဖို့ပဲတဲ့ဒီတီလာပညာနှစ်ပိုင်းရှိရင်ကိုပဲဒါပုံနာလို့ခေါ်ဆိုထိုက်တယ်ပြမနာလို့ခေါ်ဆိုထိုက်ပါတယ်အဲ့ဒီအချိန်မှာထပြီးတော့ပုံနာတွေကကျန်တဲ့သူ့ရဲ့တပည့်ပုံနာတွေကအုံအုံကြက်ကြက် ထပ်ပြီးတော့ဖြစ်တယ်တဲ့ဆရာကြီးကအရှင်ဂေါတမရဲ့ဝါဒနောက်ကိုပါသွားပြီဆိုပြီးတော့ဒီလိုထပ်ပြီးတော့ပြောကြတယ်ပေါ့ရုပ်ဆင်းကိုလည်းပဲတယ်ဗေဒင် သုံးပုံတတ်တာကိုလည်းပဲတယ်မျိုးရုပ်ကိုလည်းပဲတယ်တဲ့အဲ့ဒီလိုအုံအုံကြကြထပ်ပြီးတော့ဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားကပုံနာတို့တဲ့ သင်တို့ရဲ့ဆရာတောနာဒန္တာဟာသင်တို့လောက်ပညာမတက်ဘူးသင်တို့လောက်အပြိုးမကောင်းဘူးသင်တို့လောက်မယဉ်ကျေးဘူးသင်တို့လောက်မတော်ဘူးဆိုလို့ရှိရင်တောနာဒန္တာ ပုံနာကိုထားပြီးတော့သင်တို့နဲ့ငါဆွေးနွေးမယ်အဲ့ဒီလိုမြတ်စွာဘုရားကပြောတဲ့ချိန်မှာသောဏဒဏပုဏ္ဏကြီးကအရှင်ဂေါတမထားပါတဲ့အကျွန်ုပ်ဒီပြဿနာကိုဖြေရှင်းပါမယ်ဆိုပြီးတော့ သူရဲ့တပည့်ပုံနာတူပဲလက်ပြီးတော့ပုံနာတူတပည့်တူပေါ့ငါရဲ့တူဖြစ်တဲ့အင်္ဂါကလူလင်ကို ကြည်လိုက်တဲ့သူကရုပ်ဆင်းကလည်းပဲချောတယ်ဗီဒင်သုံးပုံလည်းတက်တယ်စီစဉ်ဥစ္စာတွေကလည်းပြည့်စုံကြွယ်ဝပါတယ်ဒါပေမဲ့အဲ့ဒီ အင်္ဂကတိရုပ်လဲချောတယ်စီးစင်ဥစ္စာလဲပြည့်စုံတယ်ဘေးရင်သုံးဖို့လဲတက်တယ်မြူးဆက်လဲကောင်းတယ်ပေါ့အဲ့ဒီလိုကောင်းတဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံတဲ့ငါရဲ့သူဖြစ်တဲ့ဒီအင်္ဂကလူလင်ဟာသူတစ်ပါးအတက်ကိုတတ်နေမယ်သူဥစ္စာကိုခိုးနေမယ်ကာမဂုဏ်မှာမာယွင်းပြီးတော့နေမယ်လိညာပြောဆိုပြီးတော့နေမယ်တေရက်ကိုတောက်စားပြီးတော့နေမယ်ဆိုလို့ရှိရင်သူ့ရဲ့ချောတဲ့ ကောင်းတဲ့ဆိုတဲ့ယုတ်တွေယုတ်ဆင်လက်ပခြင်းတွေသူ့ရဲ့စီးစဉ်ဥစ္စာတွေဟာဘာမှလဲတန်ဖိုးဆိုတာသူ့ရဲ့မျိုးရိုးကောင်းတဲ့ဆိုတာကလည်းပဲဘာမှလဲတဲ့တန်ဖိုးကုကျင်းတီလမကောင်းတာနဲ့နေကျန်တဲ့ဟာတွေကအလကားပဲဗောအဲ့ဒီလိုပြောလိုက်တဲ့အချိန်ကျမှပဲဒါကျန်တဲ့တပည့်ဖြစ်တဲ့ပုံသားတွေဟာ ဒါသဘောပေါက်ပြီးတော့ညင်သွားတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားက ပုံနာကြီးကိုထပ်ပြီးတော့မေးတယ်တဲ့ပုံနာကြီးတဲ့အင်္ဂါငါးချက်မှာတစ်ချက်တစ်ချက်နဲ့ပယ်ခဲ့တာနောက်ဆုံးနှစ်ချက်နဲ့ပုံနာလို့ခေါ်ဆိုထိုက်တယ်တိလနဲ့ပညာရှိမယ်ပုံနာလို့ခေါ်ဆိုထိုက်တယ်ဗြဟ္မနာလို့ခေါ်ဆိုထိုက်တယ်ဒါပုံနာကြီးဒီလိုဖြစ်တယ်ပေါ့ အဲ့ဒီနှစ်ပါးမှလည်းပဲတဘာကိုဖယ်ပြီးတော့ဂျန်တဲ့တဘာနဲ့ဂျန်တဲ့တဘာနဲ့ကိုဇမနာလို့ခေါ်ဆိုထိုက်လာ ပုံနာလို့ခေါ်ဆိုထိုက်လာလို့ဒီလိုသောနာဒန္တပုံနာကြီးကိုမြတ်စွာဘုရားကထပ်ပြီးတော့မေးတဲ့အခါကျတော့အရှင်ဂေါတမတဲ့အဲ့ဒီနှစ်ပါးကတော့တဘာမှဖယ်လို့မရတော့ဘူးတဲ့အဲ့ဒီနှစ်ပါးဟာတဘာမှဖယ်လို့မရတော့ဘူးတဲ့လီလာနဲ့ပညာဟာ အမျက်ဆုံးပဲပယ်လို့မရတော့ဘူးသီလနဲ့ပညာကိုဆေးကြောရတယ်ပညာနဲ့သီလကိုဆေးကြောရတယ်ဆိုပြီးတော့ဒီလိုပြောတယ်ပေါ့အဲ့တော့ဒါလေးကိုဥစဉ်ကပြောပြရခြင်းအကြောင်းကဘလောက်ပဲရုပ်ရည်အစဉ်လပ်ပတင့်နေခြင်းနဲ့ပြည့်စုံနေပါစေကိုချင်းသီလမရှိရင်အလကားပဲအတိညာပညာမရှိရင်အလကားပဲဆိုတာကို ဒါတိတ္တထင်ရှားစေဖို့အတွက်ဒါလေးကိုပြောပြတာပါစီပွားဥစ္စာတွေဘလောက်ပဲပြည့်စုံကြွယ်ဝချမ်းသာနေပါစေတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာကိုကြီးသီလမကောင်းဘူးအတိညာဉ်မရှိဘူးဆိုရင်အတိညာဉ်ပညာမရှိဘူးဆိုရင်အလကားပဲသူ့ရဲ့စီပွားဥစ္စာတွေပြောချင်တာကတော့လူတွေတတ်မှတ်တဲ့အဆင့်တန်းပေါ့ ဇီဝဥစ္စာတွေပြည့်စုံတာကိုလည်းပဲအဆင့်တန်းလို့ဒါသတ်မှတ်တယ်။ကိုကျင်းသီလနဲ့ကောင်းတဲ့အသိဉာဏ်နဲ့ပြည့်စုံရင်လည်းပဲဒါအဆင့်တန်းလို့သတ်မှတ်တယ်ဆိုရင်တော့မှတကယ်အဆင့်အတန်းဆိုတာကိုဦးဇင်းတို့ရွေးထုတ်တဲ့အခါကျတော့ကိုကျင်းသီလနဲ့ဒါပညာသည်ဦးဇင်းတို့လူ့ဘဝရဲ့ဒါတကယ်အဆင့်တန်းလို့ဒီလိုပြောလို့ရပါတယ်။ စီးပွားဥစ္စာတွေဘလောက်ပဲချမ်းသာနေပါစေလေအဲ့ဒီစီးပွားဥစ္စာနဲ့ပြည့်စုံတဲ့သူစင်တန်းရှိတဲ့သူအာဒီလူရဲ့စင်တန်းမပေါ့ဘူးတိုက်ပနှလုံးပိုင်တာမြကြီးအေကဘလောက်ပိုင်တာစသည်အဖြစ်ပေါ့ဗျာအဲ့တော့စီးပွားဥစ္စာတွေနဲ့ပြည့်စုံတာကိုစင်တန်းပေါ့တဲ့အစင်မဟုတ်ဘူးနဲတဲ့အစင်မဟုတ်ဘူးသေးတဲ့အစင်မဟုတ်ဘူးလို့ဒီလိုပြောတယ်ပေါ့သို့တော်လည်းပဲအဲ့ဒါဟာတကယ့်စင်တန်းမဟုတ်ဘူးပေါ့ ူပတ္တသူဘလောက်ပဲစီးပွားဥစ္စာတွေဘလောက်ပဲပိုင်နေပါစေရုပ်ရည်အစဉ်ဘလောက်ပဲလက်ပတ်တင့်တယ်နေပါစေမျိုးရိုးကပဲဘလောက်ပဲကောင်းနေပါစေအတတ်ပညာတွေဘလောက်ပဲတတ်နေပါစေပေါ့ကိုကျင့်တီလမရှိဘူးအကောင်းဆုံးအကြောင်းကျိုးကိုဝေဖန်ပိုင်းခြားနိုင်တဲ့ပညာအတိညာပညာမရှိဘူးဒီတီလနဲ့ပညာမရှိဘူးဆိုလို့ရှိရင်ဒါကျန်တဲ့ဟာတွေဟာအလကားပဲလို့ဒီလိုပြောလို့ရတယ်ပေါ့ လူဘဝကိုဦးစင်းတို့ရတာကြတဲ့လူတွေစီဝါဥစ္စာလဲဒါပြည့်စုံမှုလူတွေပေါ့လေကိုကျင့်သီလနဲ့လည်းပြည့်စုံမှုလူတွေပေါ့အလုံးကတော့လူတာကြီးပဲပေါ့သို့တော်လည်းပဲတကယ်အရေးကြီးတဲ့အနှစ်သာရတကယ်အရေးကြီးတဲ့လူဘဝရဲ့အဆင့်တန်းဆိုတာကိုဒါသိနာလေကိုလိုအပ်တယ်ပေါ့တကယ်လူဘဝရဲ့အနှစ်သာရ တကယ်လူဘဝရဲ့အဆင့်အတန်းလူဘဝရဲ့တန်ဖိုးဆိုတာကတော့ဒါအမျက်ဆုံးတရားနှစ်ပါးဖြစ်တဲ့ဒါသီလနဲ့ပညာရှိမှသာလျင်တကယ်အဆင့်တန်းရှိတဲ့လူဖြစ်မှာသိချပါတယ်အစီပေါ့စားလည်းပြည့်စုံတယ်ရုပ်ရည်အဆင့်ကလည်းလပါတင့်တယ်တဲ့မျိုးရိုးဆက်ကလည်းကောင်းတယ်တက်ပညာတွေလည်းတက်တယ်ကိုကျင့်သီလနဲ့လည်းပြည့်စုံတယ်အတိညာနဲ့လည်းပြည့်စုံတယ်ဆိုရင်တော့ဒါကတော့အတိုင်းထက်အလွန်အကောင်းဆုံးပဲပေါ့ သို့တော်လည်းပဲစီးပွားဥစ္စာတွေမပြည့်စုံရင်နေပါစေရုံမလိုက်နေပါစေပညာမတက်ရင်နေပါစေပေါ့အတက်ပညာလေးမတက်ရင်နေပါစေကို့မှာကိုချင်းတီလကောင်းအောင်ကြိုးစားပြီးတော့ဉာဏ်ပညာနဲ့ပြည့်စုံအောင်ဒါနေမယ်ဆိုလို့ရှိရင်ဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူတယောက်ဖြစ်အောင်ကြိုးစားပြီးတော့နေမယ်ကိုချင်းတီလနဲ့ပြည့်စုံအောင်ကြိုးစားပြီးတော့နေမယ်ဆိုလို့ရှိရင်ဒီတီလနဲ့ပညာနှစ်ပါးအမျက်ဆုံးတရားနှစ်ပါးရှိတာနဲ့ ကိုဘွားဟာဒါတကယ်စင်တန်ရှိတဲ့သူဖြစ်တယ်ဆိုတာကိုဦးဇင်းတို့အားလုံးတို့ဓမ္မကြည်ကင်းသူတော်ရှင်များသိနာလေသဘောပေါက်ဖို့အတွက်ဦးဇင်းကနေပြီးတော့ဓမ္မဒါနာပြုမြဝေပြောပြပေးလိုက်ပါတယ်။ကဲအားလုံးအစင်တန်အစင်တန်လို့ပြောနေကြတဲ့လူအားလုံးပေါ့တကယ်အစင်တန်ဆိုတာဘာလဲဆိုတာကို ကွဲကွဲခြားခြားခွဲခွဲခြားခြားသိနာလေပြီးတော့တကယ်အစင်တန်းရှိတဲ့အရာတွေကိုရှာဖွေနိုင်ပါစေတကယ်အစင်တန်းရှိတဲ့လူတယောက်ဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဦးစင်းကနေပြီးတော့ဆုတောင်းဆန္ဒပြုပါတယ်ကဲအားလုံးတို့ဓမ္မချစ်ခင်သူတော်ရှင်များကိုစိတ်နှပြအစင်သာဝရကျမ်းမာချမ်းသာကြ၍ကောင်းကျိုးချမ်းသာကောင်းကျိုးလူရင်ဆန္ဒမန္တမြပြေဝပိုင်ဆိုင်နိုင်ကြပါစေသာသနာ